စနေမမှာဆင်မဲ့ရအောင်ယူနိုက်တက်ကပဲဘာဖြစ်ဖြစ်ဖြစ်ကြီးကျူးရမှာပဲယူနိုက်တက်တို့ကတော့လွတ်တဲ့ငါကြီးခဲ့ရပြန်ပါပြီမရင်းညကစားသွားခဲ့တဲ့ Nordian Forest နဲ့ဘွဲမှာဆိုရင်ယူနိုက်တက်တို့တကယ်ကိုကောင်းခဲ့တာပါပထမပိုင်းမှာတကိုးသွင်းပြီးတော့ပြိုင်ဘက်ကိုအဝေးကွင်းမှာဖိပြီးတော့ကစားနိုင်ခဲ့တာပါဒါမဲ့ယူနိုက်တက်တို့အထာနေခဲ့တဲ့ဒုတိယပိုင်းကိုတော့ Forest ကအခွင့်အရေးယူပြီးတော့နှစ်ကိုးထီကိုပြန်သွင်းသွားပါတယ်အဲလိုကနေယူနိုက်တက်ကရုံးရင်ကန်စူးစိုင်းနေပဲ80ကျော်မှတကိုးထက်ရပါတယ်ဒါမဲ့ယူနိုက်တက်ကတော့ဘွဲပြီးရဲ့အထိသူတက်နိုင်တဲ့မြအစွမ်းကုန်လုံနေတော့မှာပဲ ဒါပေမဲ့ Forest ကလည်းတော်တော်ကောင်းပါလေဒေသင်းကအခုနောက်ပိုင်းနေမှာကိုရီးယား United နဲ့တွေ့တိုင်းမှာအတော်ကောင်းပြလာတာပါပြီးကြတဲ့နှစ်ကထိ United အနေနဲ့ Forest နဲ့တွေ့တိုင်းရလဒ်တွေစိုးခဲ့တာကြောင့်လည်းပါပါလေဒါပေမဲ့ဒီပွဲမှာတော့ Amorie United ကတော်တော်ခြေစွမ်းကောင်းပါလေတချို့က normal pass တောင်မှကောင်းကောင်းမလုပ်နိုင်ဘူးလို့ပြောကြပေမဲ့ Bruno Tanji ရဲ့အလုံးတွေနဲ့ပွဲပြီးတော့မဲ့အချိန်အာမတ်ကန်လိုက်တဲ့အလုံးတွေက United ဒီပွဲကို9-0ဆိုတဲ့တက်သေးတယ်ပါဒါကြောင့် United နဲ့ပတ်သက်ပြီးဆိုရင်အခုနောက်ပိုင်းပွဲတွေမှာအားချောင်းတာတွေကိုရပ်တန့်ကြဖို့အတွက်မြစ်တာရက်ခံပါတယ် တိတ်ပြီးတော့တက်တည်မရှိသေးတာလို့ရင်အမိုရင်းကလက်ရှိမှာတကယ်လုတ်ပြနေပါပြီဒါပေမဲ့အခု forest နဲ့ပွဲမှာတော့ဂိုးလိုနေတဲ့အချိန်တိုက်စစ်တွေထဲမသုံးခဲ့တာကအမိုရင်းရဲ့လိုအပ်ချက်ဖြစ်သွားခဲ့တာပါအနိုင်မရခဲ့တာကလည်းဒါကြောင့်ပါပဲနောက်ပြီးတော့ forest ကစားသွားခဲ့တာကလည်းတကယ်ကိုကောင်းပါလေကောင်းနေဆိုတာလက်ခံလို့ရပါတယ်ဒါပေမဲ့မြန်ဆိုင်မှုရှိတဲ့ဒီပွဲမှာတော့ united ကပဲနိုင်တင်တာပါနောက်ပြီးဖန်နေရဘလောက်ထီတော်မျောလင့်ထားကြလေဆိုရင်ပထမပိုင်းပြီးမှ United တကူသွင်းထားတော့အဆင့်နဲ့ရပြီးအထင်နဲ့အမှတ်ပေးစရာတွေကို screen shot တွေရိုက်ယူထားတဲ့အထိကိုမျောလင့်ကြပြီးတော့အပျော်လွန်နေကြတာပါ ဒါကြောင့်တော်တော်လေးကိုကြိုးစားခဲ့ကြပေမဲ့အဆင့်နှစ်ထိတက်လန်းနိုင်မယ့်အခွင့်အရေးတွေကိုလက်လွတ်လိုက်ရတာကတော့တော်တော်လေးကိုရင်နာဖို့ကောင်းပါရီနောက်ပြီးတော့ Forest နဲ့ United ပွဲမှာချီးကျူးရမယ့်ကစားသမားတွေထဲမှာဆိုရင်ကွန်ရထိန်ဆုံးကနေပြီးတော့ပါရီဒီကစားသမားကလက်ရှိရာသီမှာ United ကိုရောက်လာပြီဆိုပေမဲ့လက်ရှိရာသီ United မှာကစားနေရတဲ့ကစားသမားတွေအားလုံးနဲ့မှာသူကပို့ပြီးတော့ကောင်းနေတာပါနောက်ပြီးအခုလိုမျိုးမိုးရီထဲမှာရုံးရမယ့်ပွဲမျိုးတွေမှာဆိုရင်ကွန်ရဘလောက်ကောင်းလဲဆိုတာ United fan တွေမျက်မြင်ကိုတွေ့ပါပဲ ဒီတော့နောက်လာမယ့်ပွဲတွေမှာ United အနေနဲ့တကယ်သာ PPCC ကစားနိုင်မယ်ဆိုရင်ဇယားထိတ်ဆိုးပိုင်းကိုပြန်လည်ပြီးတော့ရောက်လာမှာပါအခုလက်ရှိခြေစွမ်းတွေကတကယ်အားဆိုင်ကစားဖို့ပဲလိုအပ်တော့တာပါနောက်ပြီးရာသီအစရုံးကန်ရတဲ့အခြေအနေတွေကနေတော့မှအခုဆိုရင်နိုင်မို့လက်တကန်လိုအခြေအနေမျိုးကိုတော့မှဖန်တီးလာနိုင်ခဲ့ပါပြီဒါက United တို့တိုးတက်လာနေပြီဆိုတော့အပြုသဘောဆောင်တဲ့အရာတွေပါဒါကြောင့် United ကိုအရင်အပြစ်မတင်ကြပါနဲ့တော့ကစားသမားတွေကလည်းနိုင်ခြင်းစိတ်မရှိဘူးလို့ပြောကြသည့်တိုင်အောင်ပွဲထဲမှာတော်တော်လေးကိုပေးဆက်ကစားကြပါလေ ဒါကြောင့် United ကိုဝေဖန်တာထက်ပိုပြီးတော့သာအားပေးသင့်ပါတယ်။တပတ်ကစ조사ပြနေတဲ့အချိန်မှာဝေဖန်နေဆိုတာကကောင်းတဲ့ရာမျိုးမဟုတ်တော့ပါဘူးဗျ။ဒီတော့ရာတင်တဲ့လောက်မရခဲ့ပေမဲ့လေတိုးတက်လာတဲ့ United ရဲ့စွမ်းဆောင်ရည်တွေအပေါ်တော့တော်တော်လေးကိုကျေနပ်မိပါတယ်။နောက်ပြီးဒီနှစ်မှာဆိုရင်လည်း United အတွက်အာရုံစိုက်စရာကများများဆဆရှိမနေပါဘူး။ဒီတော့ခုရသီမှာ United အနေနဲ့ပရိသတ်တွေအားရကျင်းနေစီမဲ့အရာတခုကိုလုံးပြနိုင်ဖို့တော့တကယ်ပဲမျှော်လင့်မိပါတယ်။နောက်ပြီးငါးပွဲဆက်မနိုင်ရင်ဇပေးမညက်ဘူးဆိုတဲ့ဟိုပဲစိတ်တက်ကိုလည်းတော်တော်လေးလေးစားမိပါတယ်ခင်ဗျာ။